ဂါစီရိုလက်သစ်လေးအိုရိုစကိုကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ United အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆိုတာနေတင်ဆက်နေပါ ರಿ ။ Manchester United အသင်းကကိုလံဘီယာလူငယ်ကျယ်ဝင်ကွင်းလှည့်သူဖြစ်တဲ့ Christian Orozco ကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါ ರಿ ။ United အသင်းကဒီနောက်ပိုင်းလူငယ်ကစားမားတွေပေါ်မှာယင်းနှမြုံနယ်နေပြီးတော့ဒီတစ်ခါမှလည်း အသက်၁၈နှစ်အရွယ်ကိုလံဘီယာကွင်းလယ်လူအိုရိုစကိုကိုခရီးနိုင်ခဲ့တာဖြစ်ပါတယ်။ကိုလံဘီယာသတင်းထောက် PPC ရဆိုကတော့ LSD ရဲ့တယောက်ပေါ်တိုကနေလေပါဝသင်းကိုပြောင်းရွှေ့တုန်းကထမားဆုံးသတင်းတင်ဆက်ခဲ့တဲ့သူမလို့သတင်းတွေကစိတ်ချယုံကြည်ရပါတယ်။ United ဟာကိုလံဘီယာထိပ်တန်းလီမှာကစားနေတဲ့ကလပ်အသင်းအသင်းဖြစ်တဲ့ Fortaleza အသင်းနဲ့ Orozco အတွက်သဘောတူညီမှုရရှိသွားခဲ့တာပါ။ Orozco ကတော့ကွင်းလယ်ခန်းစင်းမှာကစားရတဲ့ကစားမဖြစ်ပြီးတော့ ိုလံဘီယာလူငယ်လက်ရွေးစင်အသင်းမှလည်းကစားနေကြတာပါလက်ရှိမှာအိုရိုစကိုကိုတော့ကိုလံဘီယာ U19 အသင်းနဲ့အသင်းကောင်းဆောင်ဖြစ်ဦးဆောင်ကစားနေပြီးတော့အသင်းကိုအောင်မြင်မှုတွေရရှိအောင်ဇွမ်းဆောင်ပေးထားနိုင်ကြတာပါအိုရိုစကိုကလာမယ့်နှစ်ဇူလိုင်လမှာအသက်၈၈နှစ်ပြည့်တော့မှာဖြစ်ပြီးတော့အသက်ပြည့်တာနဲ့ United အသင်းစီကိုပြောင်းရွှေ့ကစားလာတော့မှာပါအိုရိုစကိုက Hybrid DM တမားတဦးဖြစ်ပြီးတော့ Chelsea သင်းရဲ့ကိုလံဘီယာကွင်းလယ်လူကန်စီတိုလိုကစားဟန်မျိုးရှိတဲ့သူဖြစ်ပါရည်ငတဲ့ကင်တောက်တီကာရိုလီနောက်ပိုင်းမှာအတောင်အမေရိကဇီးကွက်ကိုသဘောကျနေပြီးတရားဒီမှာလဲပါရောကွင်းနောက်ကန်လူ တရကိုလီယွန်ကိုခေါ်ယူထားခဲ့ပါသည်။အိုရစ်ကိုကလည်းအည်သွေးမြင့်ကွင်းလက်တူဖြစ်ပြီးတော့စောင့်ကြည့်ခြင်းစရာကောင်းပါလိမ့်။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ဆုံးရအောက်စားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကုန်းချုပ်လိုက်ပါရမျှ။